မင်္ဂလာပါ နှစ်ပေါင်း19နှစ်ကြာမှတဖန်ပြန်လည်ဝင်ရောက်လာနိုင်ခဲ့တဲ့အာရှယူဇက်ခွန်ခြေစစ်ပွဲကိုအောင်မြင်ခဲ့တဲ့မြန်မာအသင်းဖြစ်ပါတယ်။ကျွန်တော်မနေ့ကအကျဉ်းမသွားခဲ့တဲ့မြန်မာအသင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့မြန်မာနဲ့ဆီးရီးယားပွဲမှာမြန်မာက2ဆီးရီးယားက2ဆိုရရနဲ့နဲ့ဟိုလိုအပ်နေတဲ့အနိုင်တမတ်ကိုမြန်မာကရယူခဲ့ပြီဖြစ်ပါတယ်။ဒီအတွက်ကြောင့်ကျွန်တော်မြန်မာအသင်းဟာ Saudi Arabia နိုင်ငံမှာကျင်းပမယ့်2026 Saudi Arabia မှာကျင်းပမယ့်အာရှယူဇက်ခွန် လားကိုချန်ပီယံရှစ်ဖလားကိုကျွန်တော်ဝင်ခံရတော့မှာခင်ဗျာအဲ့ဒီပွဲမှာလည်းကျွန်တော်မြန်မာအသင်းကအောင်မြင်မှုတွေဆက်လက်ရရှိပါသေးလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။ရောမြန်မာအသင်းဟာခြေစစ်ပွဲကိုခက်ခက်ကဲနဲ့ဝင်ရောက်ခင်းရခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့အသင်း၅အသင်းတုံးစုကြောက်နေတာဖြစ်ပါတယ်။ Oman, Afghanistan, Nepal, Syria, Myanmar စတဲ့နိုင်ငံ၅နိုင်ငံတုံးစုကြောက်နေတာဖြစ်ပါတယ်။ကျွန်တော်အုပ်စုကတော့ခြောင်တယ်လို့ပြောလို့မရအောင်ခင်ဗျာ။ဒီအတွင်းမှာကျွန်တော်မြန်မာအသင်းဟာ ယူဆက်ကွန်တင်ကကောင်းမွန်တဲ့ခြေစွမ်းအနေနဲ့ကျွန်တော်တို့ပွဲတိုင်းလို့လို့အနိုင်နဲ့ရရှိခဲ့တယ်ခင်ဗျာကျွန်တော်နောက်ဆုံးပွဲစဉ်မှာစီးရီးယားကိုတူးတူးဆိုရလန့်တဲ့တရီကံမဖြစ်ပေတော့ကျွန်တော်မြန်မာအသင်းရဲ့မရရအောင်ခံစစ်ပိတ်ဆော့ပြီးပြီးကန်နေကြတော့လုံးဝအနိုင်ယူခဲ့တာဖြစ်ပါတယ်ဒါကျွန်တော်တို့မြန်မာကလေးတွေရဲ့စိတ်တက်လေးတွေလေးစားချက်ကောင်းတယ်ပေါ့နော်အဆုံးမနစ်တော်ဆွဲနဲ့ကြိုးစားလိုက်တာကျွန်တော်မြန်မာတနိုင်ကံလုံးလည်းပျော်ရတယ်ပြင်သူတို့လေးလည်းပျော်ရတာပေါ့နော်မြန်မာအသင်းကတော်တော်လေးကိုကောင်းတယ်ခင်ဗျာကျွန်တော်တို့ အောင်သူတို့နောက်ပိုင်းကိုပြန်မြင်ရတဲ့ယူဆက်ကိုပုံစံမျိုးဖြစ်နေလားဒီအတင်းကအလားလားအများကြီးရှိတယ်ကမှဒီအတင်းမှာရောညီညီတန့်ဆိုတော့တော်တော်ကောင်းတယ်ပြီးရင်အတင်းကောင်းဆောင်လည်းကောင်းတယ်ဗျသူတို့ရဲ့အတင်းကောင်းဆောင်ရဲ့ဘောလုံးခင်းမှုတွေကတော်တော်လေးကိုတည်တက်လှပတယ်ကမှတော်တော်လေးလည်းမိုက်တယ်ကျွန်တော်ရှေ့ဆက်ပြီးတော့ sorry RBM မှာကျင်းပမယ့်ပွဲတွေမှာဘလို့ရလက်တွေနဲ့ဖော်ဆောင်နိုင်ခဲ့မှာဆိုတော့ကျွန်တော်တို့မြန်မာအကုံကိုစောင့်နိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရမှာခင်ဗျာကျွန်တော်တို့ဒီမြန်မာအတင်းလေးကိုဆက်လက်အားပေးဝန်းရံကြဖို့တိုက်တွန်းလိုက်ပါတယ် alo à mày bye bye